မြောက်ကိုရီးယားစစ်သည်မော်ရေးချစဉ်ဖြစ်စီမှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကိုကင်ဂျွန်ဝမ်ကဖမ်းလိုက်ပြီဖြစ်ပါတယ်။မြောက်ကိုရီးယားမှာစစ်သည်မော်မတော်တဆဖြစ်မှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူသုံးဖမ်းဆီးထားပြီလို့နိုင်ငံပိုင်မီဒီယာကကြေညာပါတယ်။ပေါ်တူးနေကမြောက်ကိုရီးယားကသူတို့ကိုယ်တိုင်ဆောင်းလုပ်တဲ့ဖြတ်သိမ်းမော်အသစ်တစ်စင်းကိုရေးချတဲ့ဖော်ပွဲခံတာမော်မတော်တဆဖြစ်ပြီးသင်းမော်ကြီးကတုံလုံးကြီးလဲသွားတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးကင်ဂျွန်ဝမ်က တော်တော်လေးကိုတော်ပွားခဲ့တယ်လို့သိရပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဖြတ်သိမ်းမောဖွင့်ပွဲခံတာကိုကေဂျွန်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ဖို့အတွက်ရောက်ရှိနေတဲ့အချိန်မှာဖြစ်သွားတာပါ။ဒါကြောင့်သိမ်းမောခြင်းရရှိသုံးဖို့ဖန်ဆီးထားတာဖြစ်ပါလေ။အယူသီးတဲ့မြောက်ကိုရီးယားနိုင်ငံမှာတော့ဒီဖြစ်ရကကံမကောင်းမှုဆိုပြီးတော့ပြောဆိုဝေဖန်မှုတွေရှိနေပါလေ။ဒါကြောင့်ကေဂျွန်အနေနဲ့ဒီဖြစ်နဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကိုပြည်ဝင်ထံအပြစ်ပေးရေးယူဖို့အတွက်ညွှန်ကြားထားတာဖြစ်ပါလေ။ရေချဆင်မှာတန်ချိန်9000ကျပ်သိမ်းမောအောက်ခြေအစိပ်ပိုင်း ပျက်စီးသွားပြီးတင်းမောဟာတစ်ဖက်ဆုံးသွားတဲ့အနေထားပါဘာကြောင့်ဖြစ်နေလဲဆိုတော့စစ်ဆီးနေတော့မှဖြစ်ပါလိမ့်ကင်ဂျောဟန်ကဒါဟာရာဇမှုမြောက်တယ်လို့ပြောလိုက်ပြီးဂယုမဆိုင်မှုတာဝန်မဲမှုပေါ်ရမှုတို့ကြောင့်ဖြစ်တာလို့ဖြစ်တင်ပြီးတော့တာဝန်ရှိသူတွေလာမဲလောက်အစီအွေမှာသူကိုယ်တိုင်ကင်ပင်မယ်လို့ပြောကြခဲ့ပါလိမ့်အဖမ်းခံရသူတွေဟာဖြတ်သိမ်းမောတိဆောက်ခဲ့တယ်မြောက်ပိုင်းခြုံချင်းတင်းမောချင်းကအင်ဂျင်နီယာချုပ်ကြီးဆောက်လုပ်ရေးကြီးခဲ့တယ်အုပ်ချုပ်ရေးမန်နေဂျာတို့ဖြစ်တယ်လို့ နော်ကိုရီးယားမီဒီယာ KCN တွေကဖော်ပြပါတယ်ဂျိုရူတပ်ပေါ်လေရသင်းမောဟာပေတက်လဲနေပြီးအပြာရောအကားနဲ့ဖုံးထုတ်ထားပြီးတော့သင်းမောစိတ်ပန်တစ်ခုကကုန်းပေါ်မှာရှိနေတဲ့ပုံဖြစ်ပါတယ်ဒီဖြစ်သင်းမောကြီးဆောက်လို့ရဟာကင်ဂျွန်ဟန်တို့တော့အင်မတန်မှဂုဏ်ယူရတဲ့လုပ်ငန်းဝတ်ဖြစ်ပါတယ်ကင်ဂျွန်ဟန်ဟာအဲ့ဒီဖြစ်သင်းမောကြီးဆောက်လို့ရလုပ်ငန်းဝတ်ကိုအကြခဏဆိုသလိုသူ့ရဲ့တမီဖြစ်သူနဲ့ကိုယ်တိုင်လာရောက်ပြီးတော့ကြည့်ရှုစစ်ဆေးပြီးလိုအပ်တာတွေလည်းမှာကြခဲ့တယ်လို့သိရပါတယ်ဒီလိုမျိုးဖြစ်သင်းမောကြီးဟာ အိန္ဒိချင်းတောင်ကိုရီးယားကိုအကောင်းဆုံးရှင်ပြန်နိုင်မှာဖြစ်ပြီးဂျပန်တို့ကလည်းချိန်ချမှုတစ်ခု ဖြစ်တယ်လို့မျိုးကိုရီးယားတို့ကအစင်မြဲယူဆနေတာဖြစ်ပါတယ်ခုတော့သူရဲ့ယူဆချက်ပြည့်ပြည့်သွားတဲ့အတွက်ကြောင့်ကင်ဂျွန်ဝမ်ကတော့ဒေါသထွက်နေတာပဲဖြစ်ပါတယ်